okay အားလုံးမင်္ဂလာပါကျွန်တော် United team ကတော့ Viva ကိုတင်ကိုကျွန်တော် Safe Fan လူတရားချုပ်မှာကျွန်တော်တို့ဒီပြတ်သားရဲ့ရလနဲ့နိုင်ယူပြီးတော့ကျွန်တော်နှစ်နှစ်ကျော်ပေါင်း9ကုန်းတကိုးဆိုတော့ရလနဲ့ဒီကျွန်တော်ဘောလူပွဲ Europa League ဘောလူပွဲကိုကျွန်တော်ထားရတဲ့တရားသွားဖြစ်ပါတယ်ကျွန်တော် Europa League ဘောလူပွဲမှာကျွန်တော်က Tottenham Hotspur တင်နဲ့ကျွန်တော်ဒီ Premier League club အသင်းချင်းချင်းပြန်ပြီးရင်ဆိုင်မှာဖြစ်ပါတယ်ကျွန်တော်လက်ရှိဒီနေ့ပွဲမှာဘရောင်းအိုင်းမှာကျွန်တော်တို့ဒီကာနာချိုရဲ့လုံးဝမထင်တဲ့အလုံးလွှဲချော်မှုတွေ ကျွန်တော်မြန်မာဒေါ်သာထွက်ဆရာတွေပြည်သက်တွေမန်ယူပြည်သက်တော်တော်များများဒေါ်သာထွက်ဆရာတွေဂျုံငယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ကျွန်တော် Amorin ရဲ့လူစားလဲမှုမှန်ကန်မှုနဲ့အတူကျွန်တော် United အသင်းကပြန်ပြီးတော့ခံပတ်နိုင်ခဲ့တယ်ကျွန်တော်တို့ဒီ80နောက်ပိုင်းမှာကောင်းတဲ့ဒီ Europa League မှာလက်ရှိကျွန်တော်တို့ဒီခုနကမှကျွန်တော်အချက်လက်တစ်ခုတွေ့တယ်ပြင် Europa League မှာတခြားသောဘယ်အသင်းထက်မဆို United ကနောက်ဆုံး Webby ကနေ15မိနစ်အလိုမှာဒီ ကိုပို့သွင်းထားတဲ့အတင်းဆိုပြီးတော့ကျွန်တော်မတန်းဝင်ထားတဲ့လက်ရှိနဲ့ကျွန်တော်ရှုံးဝဲမရှိဘဲနဲ့ကျွန်တော်ယူရိုပါလိကိုပိုလူဘောက်တက်ရောက်နိုင်ခဲ့တဲ့တက်သေးတဲ့ဥရောပအတင်းဖြစ်တယ်။ဥရောပပြိုင်ပွဲမှာရှုံးဝဲမရှိတဲ့အတင်းဖြစ်တာကပို့ပြီးတော့ဂုဏ်ယူဖို့ကောင်းတယ်။နောက်ပြီးတော့ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်အထူး credit ပေးရမှာကလင်းနီယူရိုစောင့်ရမ်းကောင်းတယ်လင်းနီယူရိုရဲ့ဒီအကွက်မြင်မြင်နဲ့ပြီးသူက face ကအရင်မြန်တယ်တော်တော်လေးကိုမြင်နောက်တန်းနေဘောလုံးနဲ့တသားလေးဆွဲတက်တဲ့နေရာမှာတော်တော်လေးကိုမှမထင်သားလောက်အောင်ကောင်းတဲ့ကစားလာမှာကဒီနေ့မှဒီကောင်ရဲ့ဒီ အခြေစွမ်းမှန်ကိုဆိုတာထက်နောက်ပိုင်းပွဲတွေမှာသူ့ရဲ့လုံပြနေကြပုံစံလို့တော့ပြောလို့ရတယ်ဘောလုံးနဲ့တသားနဲ့ရှေ့တန်းကိုဆွဲတက်သွားပြီးတော့ညံလို့တည်ရှာတယ်ပြီးတော့ဒီကစားမားတွေကိုတင်းလွယ်အောင်သူအများကြီးပံ့ပိုးမှုတွေ assist တွေလုပ်နိုင်တယ်အခုဆိုဒီနေ့ပွဲမှာကြည်မင်းဆန်မောက်တင်ဝိုင်းလို့ဆိုတော်တော်လေးကိုမှသူ့အနေနဲ့တော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီနေ့မှာအာမတ်ဒီယာလို့ဝင်လာတဲ့ကျွန်တော်တောင်းချောက်ကိုလုံပြနေတာအများကြီးလုံပြနေဂါနာချိုထက်အများကြီးကိုလုံပြနေဗျာဂါနာချိုဆိုတာကအရင်အရွယ်ငယ်တော့ပြေးနိုင်လွားနိုင်တယ်သူ့ရဲ့ stamina တွေတက်လုံလေကောင်းတယ် အာဂျင်အာဂျင်နာသားလည်းဖြစ်နေရလဲပါတယ်။ဒါရန်ပြဿနာလည်းအများကြီးမရှိရတော့ဒီကောင်းအားကိုရတဲ့အများနဲ့ line နဲ့ကစားရတဲ့ဆိုပြီးမှအဆုံးသက်ပိုင်းမှာပြီးတော့ဖန်တီးပေးပုံဝိုင်းမှာတော့ကျွန်တော်အာမတ်ဒီယာလိုတော့မကောင်းတာအမှန်ပဲ။ဒီနေ့ဘက်မှာအခု brother တို့အကုန်လုံးမြင်နေအာမတ်ဒီယာလိုဘာကြီးလုတ်ပြောက်သွားလဲဝင်လာတဲ့ကသူဝင်လာတဲ့မိနစ်အပိုင်းခြားမှာအများကြီးအသင်းရောအချိုးအချိုးတက်မှုကြီးသွားပြီးတော့ပွဲရောအလှယ်ပြောင်းဖြစ်စေသွားတယ်ဗျာ။ဒီနေ့ဘက်မှာ Mason Mount ခုနောက်ပိုင်းဒီ brand phone ကနေပွဲစပြီးဂိုးပြန်တွေ့လာတယ်ချိန်ပြန်တွေ့လာပြီးတော့အခုတောက်လျှောက်ဒီနေ့ပေါ်မှာနှလုံးနှလုံးကတော့ဒါလာလာပပလေးသူ့အနေနဲ့ဝဲဝါပြီးကန်သွင်းသွားတယ်လီနီယူရိုပေးတဲ့အလုံးကျွန်တော်အခုပဲပြန်သူတို့ပြန်ပြန်နဲ့ပြန်ကြည့်ရနောက်ပြီးတော့ကျွန်တော်နောက်တစ်လုံးကတော့ကျွန်တော်တို့ဒီအဝေးကနေကိုသမကန်တီနာအဲ့ဒါကိုသူအဝေးကနေလမ်းပြီးတော့ကိုသမအရှေ့ရောက်နေအောင်ခွင့်ကောင်းယူပြီးလမ်းထည့်လိုက်ရတော်တော်လေးကိုလှတယ်ပွဲသိမ်းကိုလည်းဖြစ်သွားတယ်ကျွန်တော်ဒီ Resmart Wildland ကိုပြန်တွေ့သွားတယ်ဒါကလည်းအာမတ်ဒီယာလိုရဲ့အကွက်မြင့်မြင့် ဖန်တီးဖန်တီးပိတ်ပုတ်မှုနဲ့ကျွန်တော်မဲအောင်သူထိုးပြလိုက်တယ်ပုံညာနဲ့ဗလိုင်းမကစားမပုံညာနဲ့ဝင်သွားပြီးတော့ဒီအသင်းရှိနေရက်စမတ်ဝိုင်းလိုင်းကမကိုးချင်ကိုးချင်နဲ့ကိုးရတဲ့အလုံးလုံးပြောလို့ရတယ်ဒီနေ့ပေါ်မှာအတိတ်ကအလဲပြောင်းဖြစ်စေတဲ့ကိုကကျွန်တော်ဒီမေဆန်မောင်းရဲ့ဂိုးလိုတော့ပြောလို့ရတယ်ဗျာကျွန်တော်မေဆန်မောင်းတော်တော်လေးကိုမှဒီနေ့ပွဲမှာယူနိုက်တက်အသင်းတွေကိုနှစ်ဂိုးသွင်းပေးသွားတယ်ကျွန်တော်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်ဒီအနိုင်ရလက်ကကျွန်တော်အခုပွဲပြီးကနေမှကျွန်တော်ဂိုးပြတ်နိုင်ရဖြစ်တဲ့အတွက်ကျွန်တော်ကတော်တော်လေးကိုစိတ်သက်ပိုင်းတက်ကြွလေးကိုပြောလို့ရတယ် အဲ့မှာမထင်တာနဲ့ပေးလိုက်တဲ့အလုံးကလည်းမှာကျွန်တော်တို့ဒီဒုတိယဘက်မှာကျွန်တော်ပြန်ပြီးကမ်းပတ်နိုင်တယ်ဒီနေ့ဘက်မှာအထူးသဖြင့် armoring ကိုတကယ်ချစ်ကျူးအောင်မယ်သူလူစားလဲမှုလုံးတင်လောက်တဲ့အချိန်မှာသူလူစားလဲလိုက်တာကအသင်းကိုပြန်ပြီးတော့နိုင်ရရှိစေခဲ့တယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒီနေ့ဘက်မှာကျွန်တော်အကြိုက်ဆုံးကစားသမားတော့ Lenny Euro ပြီးတော့ Mason Mount Armadia လို့အဲ့ဒီကစားသမားကျွန်တော် Bruno လည်းကောင်းတယ်ဒိုကူကကျွန်တော် Armadia လို့လည်းပို့ပြီးတော့အတွဲမိတယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အဲ Harry Ames ကတော့ Charlie လေးဖြစ်တယ်သူအနေနဲ့ဒါနေပြအနေနဲ့ ဟိုဂျန်နဲ့ကစားမားတွေအနာပေးခြင်းအတွက်ဒီ Lenny Loft တို့ဘာလို့ထုတ်လိုက်တယ်ထုတ်ပြီးတဲ့အတွက်သူနေနာပြီးတယ် customer တို့ထုတ်ပြီး combine လို့ဝင်လာတယ် combine လို့ကလည်းလုတ်ပြတယ်သူဒါပေမဲ့ဒီနေ့ပုံမှန်တော့ဒီ loser လည်းဝင်ပြီးလုတ်ပြသွားတယ်ကစားသမား2ယောက်ကတော့ကျွန်တော် Mason Mount နဲ့ Ahmed Diallo တို့ပဲဖြစ်တယ်ကျွန်တော်ဒီနေ့ပွဲမှာတော့ United team ကတော့ဒီပထမပိုင်းမှာချေဆမ်းမားဆုတ်ပြတ်တက်တယ်ဆိုပေမဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်အကောင်းဆုံးပြန်လာနိုင်ခဲ့တယ်ကျွန်တော်ဘလူးပွဲမှာတော့ဒီ Spa team နဲ့တွေ့ရမယ်ကျွန်တော်အနေနဲ့တော့အများကြီးတော့ရင်ခုန်နိုင်ပါရောမရှိဘူးကျွန်တော်ဒီနိုင်မယ်လို့တော့ယုံကြည်ရဲ့ လိုပြောယူနိုက်တက်အသင်းကတော့ကျွန်တော်တို့ဒီရိုနီပြောတဲ့အတိုင်းပဲစပါနက်တွင်တော့နိုင်ရမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ရရိုနီလိုပဲကျွန်တော်အနေနဲ့ထင်တယ်။ကဲ brother တို့ရဲ့အမြင်လေးနဲ့ကိုယ်မမငွေရောမချက်ပေးခဲ့ကြအောင်ဒီနေ့ပွဲရရလက်ပိုစိတ်ကျဉ်နေမှုရှိရလားကျွန်တော်အနေနဲ့ရှုံးဝဲမရှိတဲ့ဥရောပအသင်းတစ်သင်းအနေနဲ့ကျွန်တော်တို့ Europa League Final ကိုတန်းရောက်နိုင်တဲ့အသင်းအနေနဲ့ Pro ရဲ့ခန်းစားချက်လေးကိုကျွန်တော်ကိုယ်မမောက်မှာငွေရောပြီးဆွေးနွေးခဲ့ကြပါအောင်အဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်